ကောရဝရက်နာရောမှာခရစ်တုစ်အသုံးပြုခဲ့တဲ့ဒရက်နီယာစပီယာကိုမှတ်မိကြအောင်ပဲရှင်းပါတယ်။ဒီလန်ကိုအသုံးပြုခဲ့ရတဲ့အဓိကအကြောင်းရင်းကလည်းဟန်ဒဲကိုကောင်တာဖို့အတွက်ဖြစ်ပါတယ်။ ခရီဒိုစ်က God of War Ragnarok မှာ သူ့ရဲ့သား Adriel ကိစ္စနဲ့ Odin ကိုရှင်းဖို့အတွက်ဖြစ်နေတဲ့ချိန် Hamdel ကကြားဝင်လာတဲ့အတွက်တိုက်ခိုက်ဖို့ဖြစ်လာပါတယ်။ဒါပေမဲ့ Hamdel ရဲ့မျက်လုံးကအရာရာတိုင်းကိုကြုံမြင်နေပါတယ်။အထူးသဖြင့် Kratos လက်ရှိအသုံးပြုနေတဲ့လက်နက်တွေဖြစ်တဲ့ Leviathan Axe Raider Kiros နဲ့ Fix Attack တွေအားလုံးကိုအငြင်းတန်းကြုံမြင်နေတဲ့ပြီး Kratos ကိုကောင်တာလုံနိုင်နေပါတယ်။သူ့ကို Blow မတိုက်ခတ်ဖို့ဖြစ်နိုင်တော့ဘူးဆိုပြီး Kratos ဆင်းညစ်နေတဲ့အချိန်မှာလူပုညင်နာဖြစ်တဲ့ Brutus က Lady of the Force ကိုခေါ်သွားကြပါတယ်။ဒီမှာကတော့ Great for us ပါတဲ့ဟိမ့်မှနေတဲ့ North ဒီမှာတအူးလေးဖြစ်ပါတယ်။ဒီမှာက ဝနီယာရွှေလက်စွပ်ကိုသူမရဲ့စွမ်းရင်နဲ့တဘာဝစွမ်းရင်တို့ကိုထည့်ပြီးဒဝနီယာလံကိုဖန်တီးပေးခဲ့ပါတယ်ဒီနေရာမှာဒဝနီယာလက်စွပ်ကလည်းတမိုင်းတစ်ခုရှိနေပါတယ်ဒီလက်စွပ်ရဲ့မူလပိုင်ရှင်ကအိုဒင်ဖြစ်ပြီးတော့ sense of anxiety လူမှုတွေကပြုလုပ်ပေးထားတာလည်းဖြစ်ပါတယ် nose methodology အတွင်းမှာဖြစ်စည်းဖို့ခက်တဲ့မူလလက်စွပ်တကွင်းလည်းဖြစ်ပါတယ် brokenness syndrome တို့ညီကိုကလည်းဒီလက်စွပ်ကို odin c ကခိုးယူထားပုံပေါ်ပါတယ်အဲနောက်မှာ cleitos နဲ့တွေ့တဲ့အခါဒီလက်စွပ်ကိုပြလိုက်တာမျိုးကို တွေ့ရမှာပါဒီလက်စွပ်ရဲ့မူလအစွမ်းမှကလေးက self multiplying လုပ်နိုင်နေပြီးတောင်းရပြေတိုင်းရှစ်ကွင်းပါလာတတ်တဲ့အစမ်းလည်းရှိပါတယ်မလိုအပ်တော့တဲ့အချိန်မူလလက်စွပ်ပိုင်ရှင်ကနေပြီးပြန်လည်ဖျောက်ဖြစ်နိုင်စွမ်းလည်းရှိပါတယ်လမ်းဖြစ်ပြောင်းလဲသွားတဲ့အချိန် 腊肉。 နှံကိုလည်းလက်စွပ်ကနေပြီးတချောင်းပြီးတချောင်းလိုဒလိုပွားနိုင်နေတာဖြစ်ပါတယ်ဒရမီယာစပီယာဖြစ်သွားတဲ့အချိန်မှာတော့ပုံမအစမ်းထက်သွားပြီးခရီတိုစ်အနေနဲ့အမ်ပတ်အန်တီတန်နဲ့လုံနိုင်နေတာလည်းဖြစ်ပါတယ်။ဒမီယာလန်ကိုဖန်တီးဖို့အတွက်လိုအပ်ချက်နှစ်ခုလည်းရှိပါတယ်။နံပါတ်၁ကတော့ဒမီယာလက်ဆုနံပါတ်၂ခရီတိုစ်ရဲ့တွေ့တဆက်ဒါကတော့ပိုင်ရှင်ဖြစ်တဲ့ခရီတိုစ်ကဒီလန်ကိုအသုံးပြုတဲ့အခါသူတဲ့ဥစ္စာလင်းလိုတယ်လို့ပွားနိုင်မယ်။လက်နက်ဖြစ်တရှိနေအောင်ချိန်ဆနေစေဖို့ဖြစ်ပါတယ်။ဒီလိုနဲ့ဒမီယာလန်ဟာခရီတိုစ်ရဲ့ကက်စမာဘီလက်နက်တ ်ခုဖြစ်လာခဲ့ပြီးသူ့သားကိုကာကွယ်ဖို့အတွက်ရဲဟန်တဲကိုနိုင်ဖို့အတွက်ရဲကြောင့်ဖန်တီးခဲ့ရတဲ့လက်နက်တစ်ခုလည်းဖြစ်ပါတယ်ဒီလိုမျိုးလက်နက်တိုက်ခိုက်မှုမျိုးကိုတော့အရာရာကြိုတင်မြင်နိုင်နေဆိုတဲ့ဟန်တဲလည်းခရစ်တိုစ်ရဲ့လက်မှာအသက်ပေးခဲ့လာရပါတယ် God of War Universe အကြောင်းပြောရင်းနဲ့ဂိမ်းနဲ့တိတ်မသက်ဆိုင်နဲ့ကျွန်တော်တို့ဒီနေ့အသုံးပြုနေကြတဲ့ Gen Memory နဲ့နေ့တွေအကြောင်းဖြစ်ပေါ်လာပုံကိုပြောပြပေးခြင်းပါတယ်တိတဲ့သူတွေလည်းရှိတယ်လို့တိတ်မတိတွေကြတဲ့သူတွေလည်းရှိမယ်ထင်လို့ထည့်ပြောလိုက်ရတာဖြစ်ပါတယ် God of War 2018နဲ့ Ragnarok ဂိမ်းတွေထဲ မကပဲတကယ်ပြင်ပမှာရှိတယ်လို့ဒန်နာယီလာ North Methodology ရဲ့ညဖျားရည်နဲ့လည်းကိုစားပြုဆက်ဆက်နေပါတယ်။ဇန်ဒီကတော့ North နေနဲ့ဖျားဖြစ်တဲ့ဆိုးကိုကိုစားပြုပါတယ်။ Monday ကတော့ North လနဲ့ဖျားဖြစ်တဲ့မာနီကိုကိုစားပြုတာဖြစ်ပါတယ်။ Tuesday ကတော့ North စစ်နဲ့ဖျားဖြစ်တဲ့တီရာကိုကိုစားပြုတာဖြစ်ပါတယ်။ Wednesday ကတော့ အားလုံးသိကြတဲ့ North Mythology ရဲ့ All Father Odin ကနေကိုစားပြုတာဖြစ်ပေါ်လာတာပါ။ Odin အပြင် နောက်ထပ်နာမည်တစ်ခုဖြစ်တဲ့ Wudan ကနေလည်းကိုစားပြုထားပါတယ်။ Darkstay ကတော့မူချိုနဲ့ဖခင်တော်ရဲ့အမည်ကိုကိုစားပြုပေးထားပါတယ်။စတင်အမည်ပေးထားတဲ့ Roman Empire မှာတော့ Darkstay မဖြစ်ခင် Thorstay ဆိုပြီးလည်းပြောခဲ့ကြပါသေးတယ်။ Friday ကတော့ အချက်နဲ့စစ်ကိုကိုစားပြုတဲ့နဖရားမဖရီရာကိုကိုစားပြုတာဖြစ်ပါတယ်။ Saturday ကတော့ North Mythology ရဲ့အရာအလုံးကိုဖျက်ဆီးပြီးနဖရားစာတာကိုကိုစားပြုတာမဟုတ်ခဲ့ပါဘူး။သူသူဆန်းဆန်းအနေနဲ့ရိုမန်ကော့ဖြစ်တဲ့စာတန်ကိုအစွဲပြုပြီးဆက်တဒေးကိုပြီးခဲ့တာဖြစ်ပါတယ်။ဒီနေ့ရဲ့နံပါတ်အားလုံးကိုရိုမန်အင်ပါယာခေတ်မှာစတင်ပြီးခဲ့တာလည်းဖြစ်ပါတယ်။